ခန်းစားချက်တွေဟာပြည့်နှက်နေရင်ပဲရက်ဆက်တယ်ဒါပေမဲ့တနေရာမှာခန်းစားချက်အရေးအောင်နေရာရှိနေသေးရင်ဒီလိုနီလာနဲ့စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကိုရောင်းအောင်လုံနိုင်တာတမန်လူတယောက်လုံနိုင်တဲ့အရာတော့မဟုတ်ဘူးသူမကထိုးထိုးပြောလိုက်ပါတယ်ထိုးအချိန်တုန်းကဝန်လင်းကလည်းထိုးလူအမြင်တော့တပင်းကိုချမိပါတယ်ထိုးရာသူကိုယ်တိုင်တော့လုံနိုင်တဲ့အရာမဟုတ်ပါဘူးဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်ဝန်လင်းကဝိညာဉ်စေတန်းအလန့်ကိုမျှောက်လိုက်ပြီးသူ့ရဲ့မူလဝိညာဉ်နဲ့တူဝင်သွားပါတယ်အလန့်နဲ့လှူရှားလာပြီးအထက်ကောင်းကင်းကိုတော့ထိုးဖောက်နိုင်တဲ့ဥတန်းကြီးများထွက်ပေါ်လာပါတယ် ခရမ်းရွှေအောင်စိတ်ဝိညာဉ်အတွင်ပြောင်းခြင်းဝိညာဉ်အပိုင်းစား12ခုရဲ့ဥဆောင်မှုရဲ့နောက်ကိုလိုက်ပြီးဝိညာဉ်အလံတွေကနေဝိညာဉ်အပိုင်းစားများစွာလည်းထွက်ပေါ်လာပါတယ်ဘလူးနဆိုးကလန်ရဲ့ဘိုးဘေးရဲ့မျက်နှာကလည်းအပြောင်းလဲကြီးဖြစ်သွားပါတယ်ဝက်လင်းမထိုကဲ့သို့ရတနာမျိုးရှိလိမ့်မယ်လို့သူကလည်းမထင်နာခဲ့ပါဘူးသူ့ရဲ့နှလုံးသားထဲမှာတော့အယောင်အမခါတိနေပါတယ်ဝလင်းမသာထုတ်ကဲ့သို့ယတနာမျိုးရှိမှန်သိရင်သူကဘလို့မှတိုက်ပွဲကိုမဆပါဘူးအပြေဝအင်အားသုံးပြီးထွက်ပြေးတာအကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါ တို့ရရင်ယခုချိန်မျိုးရောင်းနေပြီဆိုတော့တိုင်းုံောက်လဲပြီးအခြားနီးလန်းလည်းမရှိတော့ပါဘူး။သူကတော့အခုဆုတ်ခတ်သွားမယ်ဆိုရင်သူ့အတွက်ကြံရှိတဲ့တခုတည်းသောလမ်းကတော့တည်ချင်းတရားပဲဖြစ်ပါလေ။ထို့ကြောင့်စွမ်းအုပ်ကုန်ထုတ်တာအကောင်းဆုံးပဲဖြစ်ပါလေ။ဘလူးနတ်ဆိုကလန်ရဲ့ဘိုးဘေးမျိုးလုံးထဲမှာလည်းယူသူတဲ့အရေးုံများပေါ်လာပါတယ်။ကျဲလောင်စွာနဲ့အိုဟစ်ပီသူကတဖန်ပြန်ပြီးတော့ထွက်လာပါတယ်။အရင်အားထက်တော့ပို့ပြီးတော့မြန်တဲ့အမြန်လုံးနဲ့ပစံုံဖျောက်ပြီးကျွန်တော်ဒီလူကိုတတ်ဖို့ကူညီပေးပါ။ သူကအဟိလိုက်ပါတယ်ကောင်းကင်တစ်လျှောက်မူကျိုးကလည်းလင်းလက်သွားပါတယ်ထိုမူကျိုးကအနီရောက်ဖြစ်ပြီးကောင်းကင်ကိုဖျက်သွားတဲ့အခါမြေကြီးကခဏတာသွေးနှင်းအောင်ဆိုးသွားသလိုပဲဖြစ်နေပါတယ်ဘလူးနဲ့ဆိုကလန်ရဲ့ဘိုးဘေးကမူကျိုးကိုကင်လာရဲ့လူဖြစ်နေမယ်ထိုမူကျိုးနဲ့ရှင်သူကအရန်ကိုတင်ခဲ့ပြီးမထင်ရှားပါဘူးအနီရောက်မူကျိုးကကောင်းကင်မှာကြန့်ရှင်းနေတဲ့တခုတည်းသောအရာဖြစ်လာပါတယ်ထိုအရာကြဆင်းလာတဲ့အခါအနီရောက်မူကျိုးထဲတွင်အနီယောင်ပစင်ရဲ့အရေးကိုမြင်နိုင်ပါတယ်။ဝယ်လင်းကတော့သူ့ရှေ့ကအနီယောင်မိုးချိုးကြီးကိုကြည့်လိုက်ပါတယ်။သူ့ရဲ့မျက်လုံးများကတော့တင်းနေပြီးရှေ့ကိုလည်းညှို့ထိုးကောင် ဝိညာဉ်အလံမြှုပ်ချလိုက်ဝိညာဉ်အပိုင်းစားစေတန်းလည်းရှေ့ကိုတွန်းဝင်လာပါတယ်အနီရောင်မူကျိုးကကြဆင်းလာတဲ့အခါရွှေရောင်ခန်းရောင်ဝိညာဉ်အပိုင်းစားဆန်းတစ်ခုကလည်းအပြင်ကိုထွက်လာပါတယ်သူတို့ကတော့စိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူ၁၂ယောက်လို့အဆုံးထပ်ပါတယ် သူတို့ရဲ့လက်တွေကလည်းလက်ချင်းထိပ်ပြီးနီးပညာတစ်ခုကိုတက်သွင်းဖို့အတွက်လှုပ်ဆောင်နေကြပါတယ်။ရှင်အောင်လင်းနှက်များစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းဝိညာဉ်အပိုင်းဆက်ဆံတစ်ခုနဲ့ချိတ်ဆက်ပြီးအနီးရောက်မိုးကြိုးကိုထောင်ကျောက်ဆင်ထားတဲ့ပိုက်ကွန်တစ်ခုဖြစ်လာပါတယ်။တစ်ချိန်တည်းမှာပဲပိုက်ကွန်ရဲ့ပက်လက်ကဝိညာဉ်အပိုင်းဆက်ဆက်တန်းအဓိကဝိညာဉ်ဆန်တစ်ခုရဲ့အမိတ်တစ်ခုကိုရားလိုက်ပုံပေါ်ပါတယ်။သူတို့အားလုံးကပိုက်ကွန်စီကိုပပေါင်းဆုံးဝါနေတွန်းဝင်လာကြပြီးကဘာကြီးဥပင်ဖြည့်ဆည်းပြနိုင်မယ်လို့ခန်းစားရတဲ့ဆွမ်းအားတစ်ခုကိုလည်းထုံးလုံးလာပါတယ်။ အပေါ်နဲ့ကြည့်လိုက်မှဆိုရင်တော့အဓိကဝိညာဉ်အပိုင်းဆက်ဆက်နှစ်ခုကစဝိုင်းမွန်တစ်ခုဖွဲ့ပြီးမေယီမတွနိုင်တဲ့ဝိညာဉ်အပိုင်းစားတွေကထိုစဝိုင်းကိုဝင်ရထားပါတယ်။ယခုချိန်မှာမေယီမတွနိုင်တဲ့ဝိညာဉ်အပိုင်းစားတွေကစဝိုင်းထဲကိုတွန်းဝင်လာပါတယ်။ဝိညာဉ်အပိုင်းစားတွေကဝင်လာတဲ့အခါကောင်းကင်နေမီကြီးကတွန်းလို့သွားပါတယ်။အထဲမှာဘာတွေဖြစ်နေလဲဆိုတာဘယ်သူမှမမြင်နိုင်ပါဘူး။ဘလူးနတ်ဆိုးကလန်ဘိုးဘေးရဲ့ဝမ်နက်ဖေးအဟိတ်တန်ဝန်တော်တစ်ခါတည်းရန်ကြားနေရပါတယ်။တို့ရတဲ့ထိုးအချိန်မှာပဲအနီအောင်လင်းလာတစ်ခုက ဝင်းကြီးရဲ့ပိုင်းစားများစွာကိုဖျက်ပြီးလမ်းဖိန်ပြလိုက်ပါတယ်ယခုဆိုရင်တော့အသက်မရှိတဲ့ရူးစုအိတ်တလုံးဖြစ်နေတဲ့ဘလူးနတ်ဆိုကလန်ရဲ့ဘိုးဘေးကအနီအောင်ပစင်ကိုကင်ပြီးအပြင်ကိုထွက်လာပါတယ်သူကပေါ်လာပြီးတော့တွေးတဲ့အများကြီးကလည်းချက်ချင်းပဲထွက်လာပါတယ်သူကဝန်လင်းကိုအစိပ်ပြင်းတဲ့အကြည့်နဲ့ကြည့်ပြီးထွက်ပြေးလုံးဝင်မဲ့နောက်ကျသွားပါပြီမေမတွက်နိုင်တဲ့ဝင်းကြီးရဲ့ပိုင်းစားတွေကလည်းထပ်ပြီးတွန်းလာပါတယ်ရွှေအောင်ခဲရောင်အဓိကဝင်းကြီးဆန်တော်ခုကကြောက်စရာကောင်းတဲ့ရေတံတွေကိုထုတ်လွှင့်ပြီးဘလူးနတ်ဆိုကလန်ရဲ့ဘိုးဘေးကိုထမှန်ပြီးတော့တိုက်ခိုက်လိုက်ကြပါတယ် ဘလူးနက်ဆိုကလန်ရဲ့ဘိုးဘေးကလည်းခါတိတဲ့ပြုံးတစ်ခုကိုပြုံးလိုက်ပါတယ်အစင်းမင်းကြီးညက်သူတွေကတော့ကြောင်ရရတဲ့ဝိညာဉ်စေတန်ဝိညာဉ်လှံကိုသူကဘလူးလုပ်ပြီးတော့တော်လန်နိုင်ပါလိမ့်ဖန်တီသူ့အဖိုးရဲ့ပစိန်ရရှိရင်ပဲသူ့ရဲ့လက်ရှိကြီးညက်မှုအစင်းနဲ့ပစိန်ရဲ့အဆုံးအပြေဝအသုံးပြုနိုင်ပါဘူး ူရဲ့မျက်လုံးများကလည်းတောက်ပွားလာပြီးဟိန်ဟောက်လိုက်ကဝင်းလင်းစီကိုပစိန်နဲ့ပြုတ်လိုက်ပါတယ်ပစိန်ကတော့ဝင်းညက်ပိုင်းစားအလုံးကိုဖုတ်ထင်းပြီးမျက်စိတမိတ်အတွင်းမှာပဲဝင်းလင်းစီကိုရောက်ရှိလာပါတယ်ဝင်းလင်းရဲ့မျက်လုံးများကတော့တလက်လက်နဲ့တောက်ပွားလာပါတယ်သူကစိုးရိမ်တဲ့ပုံစံကိုလုံအောင်ပြပဲပစိန်ကနီလာတဲ့အခါကုန်းလေးပုံဓာတ်နဲ့ကားလိုက်ပါတယ်ဝင်းလင်းရဲ့ပါဇက်ကနေသွေးများလည်းပိုထွက်လာပြီးပေတော်များထိနောက်ဆူသွားပါတယ်ပစိန်ကလည်းလွှတ်ထွက်သွားပြီးမြေပြင်ပေါ်ရင်ပြုတ်ကျသွားပါတယ်ဘလူးနတ်ဆိုကလန်ဘိုးဘေးရဲ့မျက်နှာကလည်းဖြူရွက်သွားပြီးမျက်လုံးထဲမှာလည်းယူတရက်အငွေ့တက်များပြင်းထန်နေပါတယ် သူကဝန်လင်းကိုအရှင်ပြင်းပြင်းနဲ့ကြီးလိုက်ပြီးအသက်ကိုပြင်းပြင်းရှူသွင်းလိုက်ပါတယ်ပြီးတော့သူ့ရဲ့မူလဝန်းညုံကိုတုံခါစေကသွေးမျိုးစွာသူကအဟိလိုက်ပါတယ်သူကသွေးမျိုးစွာကိုယခုချိန်ထိမတုံခဲ့တာသူ့ဝိညာဉ်ဟာခန္ဓာကိုယ်ထဲကိုအပြည့်အဝမရောက်ခင်သုံးမဲ့ဆိုရင်သူ့ရဲ့မူလဝန်းညုံကိုပြင်းထန်စွာနဲ့ထိခိုက်စေနိုင်လို့ပါသူ့ရဲ့မူလဝန်းညုံဟာပြိုကွဲသွားနိုင်ခြေများပါတယ်ထို့ကြောင့်ကိုယ့်ကိုယ်ကိုတသက်သက်လိုပဲဖြစ်သွားပါလိမ့်မယ်ဝိညာဉ်ခန္ဓာကိုယ်ထဲအပြည့်အဝဝင်ရောက်မှသာ သွေးမျိုးစွားကိုဘေကင်းလုံးဂျုံစွာနဲ့အသုံးပြုလိုက်မှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့တုတ်ပြက်မှုအများစုခန္ဓာကိုယ်ကဆုပ်လိုက်လို့ပါအထုတ်တုတ်ပြက်မှုတွေကတော့မူလဝန်းညွန့်ရောက်ဝင်မဲ့ခန္ဓာရရှိပါတယ်။ဝယ်လင်ကအိဆရဲမျိုးလုံးတွေနဲ့ဘလူးနက်ဆိုကလန်ကအဖိုးကိုကြိလိုက်ပါတယ်။သူကဝိညာဉ်လံကိုလည်းညှို့ထုတ်လိုက်တော့ဝိညာဉ်ပိုင်းစားတွေကပို့ပြီးတော့ထွက်လာပါတယ်။ဝယ်လင်ကကောင်းကင်ဘုံဆိုင်ခြင်းပရိစေသူ့မှာရှိမှန်တင်းနေတဲ့ဘလူးနက်ဆိုကလန်ရဲ့ဘိုးဘေးကိုတက်ရပါလိမ့်မယ်။ဘလူးပဲဖြစ်ဖြစ်တက်ရပါလိမ့်မယ်။ထုံမြင်ကွင်းကဆုံထိုင်အောင်တက်ခဲခဲတော့မြင်ကွင်းနဲ့တထက်တယ်ပဲဖြစ်နေပါတယ်။ ယခုအချိန်မှာဝဉ္ဇဉ်ပိုင်စားတွေကဘလူးနက်ဆိုကလန်ရဲ့ဘိုးဘေးကိုဖုံးလွှမ်းနေပါတယ်။သူ့ကိုဝိုင်းမြှချဖို့အတွက်ကြိုးစားနေပါတယ်။ဘလူးနက်ဆိုကလန်ဘိုးဘေးရဲ့မကောင်းဆိုးအလိုမျိုးရေတန်းကလည်းထွက်လာပါတယ်။လက်ကြီးမားတဲ့လေဟန်နဲ့လက်ပတ်မှုတစ်ခုကရုတ်တရက်လက်လာပြီးမြုံနိုင်ဆရာဆုပ်ယူအားတစ်ခုကလည်းပေါ်လာပါတယ်။ထိုဆုပ်ယူအားပေါ်လာတဲ့အချိန်မှာဘလူးနက်ဆိုကလန်ဘိုးဘေးရဲ့အနာဝဉ္ဇဉ်ပိုင်စားတွေကနာကျင်စွာနဲ့အော်ဟစ်လာပြီးဆုပ်ယူခံရပါတယ်။ဝယ်လင်းကလည်းသူ့ခနောက်ကိုဝင်းရထားတဲ့အစွမ်းထမ်းတဲ့ဆုပ်ယူအားကိုခံစားရပြီးမလိုလားပဲ WKSC ကိုဆွဲငင်ခံရပါတယ်။ဘလူးနက်ဆိုကလန်ရဲ့ဘိုးဘေးကလည်း ဝမ်လင်းဒီဖိုးကြီးကမင်းကိုလီဟာနယ်ထဲမှာပိတ်မိအောင်လို့မူလာဝန်းညင်ကိုပြုတ်ကွဲသွားတဲ့အထိတိုက်ခိုက်မယ်သူကအုတ်ခလိုက်ပါတယ်ဝန်းညင်ပိုင်းဆိုင်ရေတွန်းမေးတွန်းနိုင်အောင်သူ့ကိုဝင်းရနေပြီးစိတ်ဝန်းညင်အတွင်ပြောင်းလဲခြင်းဝန်းညင်ပိုင်းဆိုင်ဆန်းကူကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာပြီးသူ့ရဲ့မူလာဝန်းညင်ကိုလည်းဝမ်းမြူဖို့အတွက်စတင်နေပါပြီသူ့ရဲ့ရေပြားများကတော့ချုပ်သိပ်သွားပြီးမူလာဝန်းညင်ကလည်းထိခိုက်သွားပြီးဝန်းလင်းရဲ့မျက်လုံးများကတော့အစ်စစ်တင်နေပါတယ်ဝေကက်ထီကိုဆုပ်ယူခံရရင်သူကဘလူးနတ်ဆိုကလန်ရဲ့ဘိုးဘေးကိုကြည့်ပြီးစိတ်ဝင်စားဖို့အပြုံးတစ်ခုကိုပြောင်းလိုက်ပါတယ်ပြီးတော့သူကဝါမျိုး တူတူလေးပြောလိုက်ပါတယ်သူကပြောလိုက်တဲ့ချိန်မှာပဲဝိညာဉ်ပိုင်းစားတွေကပို့ပြီးတော့မြင်မြန်ဝါမြူလာပါတယ်ဘလူးနတ်ဆိုကလန်ရဲ့ဘိုးဘေးကလည်းနာကျင်စွာနဲ့အော်ဟစ်လိုက်ပြီးသူ့ရဲ့မူလာဝိညာဉ်ကိုအပီးတိုင်းဝါမြူခံရရပါတယ်ထိုမျိုးဆက်ရဲ့ဘလူးနတ်ဆိုကလန်ရဲ့ဘိုးဘေးကတော့တည်ဆုံးသွားပြီတို့ရတဲ့သူမျိုးစွမ်းအားကတော့အသက်ဝင်နေပြီးဝင်လင်းရဲ့ခန္ဓာကိုယ်ဆွဲငင်းစေပါတယ် ဝဲကရထဲကိုဝင်သွားတဲ့ချိန်မှာသူ့ရဲ့ဘယ်လက်ကိုဆန်းထုတ်ပြီးဝင်းညင်ရဲ့ပိုင်းစားအလုံးကိုတန်ကြိုးတို့ခွင်းလုံးဖဲစည်းကဝလင်းကဆုံယူမှုကနေကောက်ွယ်လိုက်ပါတယ်ဝင်းညင်ရဲ့ပိုင်းစားတန်ကြိုးကဖန်တီးပေးတဲ့ချိန်အတိုင်းတောက်အသုံးပြုပြီးသူကကြိုတင်ပြင်ဆင်ထားတဲ့ဖဲစည်းမှုအသက်သွင်းလိုက်ပါတယ်ဆုံယူအားပို့ပြီးတော့အကောင်လာတာကိုခန်းစားရတဲ့အခါဝင်းညင်ရဲ့ပိုင်းစားအလုံးကိုပြန်လည်ခေါ်ယူလိုက်ပြီးဘလူးနဲ့ဆူကလန်ဘိုးဘေးရဲ့အိတ်ကိုလည်းမပြတ်မသွားပဲယူလိုက်ပါတယ်ပြီးတော့ဆုံယူအားပို့ပြီးတော့ပြန်ထလာပြီးဝလင်းကထိုအားကိုမတော်လန်နိုင်ဘူးဆိုတာသိလိုက်ပါတယ် ပေထောင်ကွာမှာရှိတဲ့အေမပစိန်ကြီးကိုကြည့်ပြီးသူ့ရဲ့မျိုးလုံးများရုတ်တရက်တောက်ဝလာပါတယ်။သူကပစိန်ကိုလှမ်းယူဖို့ကြိုးစားရင်မယ်အစွမ်းထက်တဲ့အားတစ်ခုကသူ့ကိုတားဆီးလိုက်ပါတယ်။ဝလင်ကလည်းအံ့ဩသွားပါတယ်။ယခုထိတ်မှသူ့ခန္ဓာကိုယ်ထဲကိုဝဲခဲ့များမြင်မြန်ဆန်ပဲဝင်သွားပါတယ်။ဝလင်ကတော့လက်တစ်ဖက်ကိုမျောလိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ထဲကစွမ်းအင်များအလုံးကိုအသုံးပြုလိုက်ပါတယ်။စူဝေးသူကအော်လိုက်ပါတယ်။ပစိန်ကလည်းတခါထပ်ပြီးခူးဝင်လာပေမဲ့ဒီဒီခါမှာတော့ဝလင်ကပို့ပြီးတော့တောက်တင်တဲ့စုပ်ကိုက်မှုနဲ့သူ့ဆီကိုဆွဲယူလိုက်ပါတယ်။ပစိန်ရဲ့ခူးကန်အားပို့ပြီးတော့အကောင်းလာပါတယ်။ ူကဝန်လင်းရဲ့ဆုပ်ကိုက်မှုကနေလွတ်မြောက်ဖို့အတွက်ကြိုးစားနေပါတယ်။ဝန်လင်းရဲ့မျိုးလုံးများလည်းတောက်ပတ်သွားပါတယ်။ဘယ်လန်နဲ့ညွှန်ပြလိုက်တော့ရွှေရောင်နဲ့ခင်းရောင်ဝင်းညစ်နိုင်ငံရထွက်လာပြီးပစိမ်ကိုပြန်ယူလာပေးပါတယ်။ထိုအချိန်မှာပဲဝန်လင်းရဲ့ခန္ဓာကိုယ်တဝက်မှုန်တိုင်းထဲကိုရောက်နေပြီးမှုန်တိုင်းထဲကိုလုံးဝရွတ်သွားခန့်ဒီအချိန်မှာပစိမ်ကိုသူ့စီကိုယူဆောင်လာနိုင်ပြီးသူ့ရဲ့သူလွန်အိတ်ထဲကိုထဲလန်းနိုင်ပါတယ်။ပြီးတော့ဝန်လင်းကဟင်တာပရာဂျိုကနေပြောက်ကွက်သွားပါတယ်။မကြခင်မှာပဲမှုန်တိုင်းများလည်းပြောက်ကွက်သွားပါတယ်။မြေပြင်ပေါ်မှာတော့ဘလူးနတ်ဆိုကလန်ဘိုးဘေးရဲ့အပမန်ကွင်းနေတဲ့ရုပ်လောင်းသာချက်ရှိပါတော့တယ်။ အတင်းကျပ်ထွက်လာတဲ့အချိန်ကနေတည်ဆုံသွားတဲ့အထိသူ့မျိုးနဲ့ဝင်နေပေါ်ကဒစိတိကိုဖြေဖို့အတွက်အခွင့်အရေးမြခဲ့ပါဦးသူ့မျိုးနဲ့စုကြဆုံသွားတာကိုပဲကြည့်နေရပါတယ်ဝယ်လင်းရဲ့ရုပ်သွင်ရတော့ဟင်းသားပရာဂျိုရဲ့အပြင်ဘက်လီဟာနယ်ထင်းရင်ပေါ်လာပါတယ်သူ့ရဲ့မျက်နှာလည်းတွေးမရှိသလိုဖြူဖြောင်းနေပါတယ်တကယ်ကိုအစွမ်းထက်တဲ့တွေးစွမ်းရင်ပဲဘလူးနတ်ဆိုကလန်ရဲ့ဘိုးဘေးကစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအလေအဆင့်ဒါမဟုတ်နောက်ပိုင်းအဆင့်မှာရောက်နေမှာဆိုရင်ဘိုးဘေးတုန်ထင်းကပြေးခဲ့တဲ့ဖဲစီမူကတော့ဘာမှအသုံးမဝင်ဘူးဝယ်လင်းကခဏထွေးတော့ပြီးစက်တာတန်လိုင်းပြောင်းကိုထုတ်ယူဖို့သူ့ရဲ့တူလောင်အေးကိုပို့လိုက်ပါတယ် ဟင်းသားဘရာဂျိုစီကိုပြန်တမ်းမှုအတွက်ဂျက်တာတန်လိုင်းပြော်ကိုထိန်းချုပ်လိုက်ပါတယ်။လီယွမ်ဖန်နဲ့ဘလူးနတ်ဆိုကလန်ရဲ့ဘိုးဘီနှစ်ယောက်စလုံးကတည်သွားပြီ။ဒီတရင်ကလည်းဟင်းသားဘရာဂျိုတို့ခုလုံးမှာလှိမဲ့ဆောင်နဲ့ပြန့်နှံ့သွားလိမ့်မယ်။အခုအရေးကြီးဆုံးကိစ္စကဝမ်အောင်ကိုကောင်းဝိတ်တမန်တော်ရဲ့ဒုတိယအကြိမ်ရောက်ရှိလာမှုကိုကြော်လွှားနိုင်အောင်ကူညီပေးဖို့ပဲ။ ဝင်လင်းရဲ့မျိုးလုံးများလည်းတောက်ပေါက်သွားပြီးကြက်တာတန်လိုင်းပြောင်းအောင်ပို့ပြီးတော့မြန်ဆန်ပြန်သွန်းသွားပါတယ်။တလခွေအကြမှာဟင်ဒဗရာချူဟာသူ့ရဲ့အမေရောင်ထဲမှာပြန်ပြီးတော့ပေါ်လာပါတယ်။ထိုနေရာနဲ့ကြီးလိုက်မယ်ဆိုရင်တော့ဟင်ဒဗရာချူဟာအမှန်တကယ်ကိုမှတင်းငဲ့နေပါတယ်။အနားမှာတော့ပို့ပြီးတော့တင်းငဲ့တဲ့ဂျိုးတလုံးကရှိနေပါတယ်။ထိုရာတော့ဝင်လင်းကကုန်းကြီးပေါ်နေပြီးအပြန်လမ်းမှာမတော်တဆနဲ့ရောက်ရှိသွားခဲ့တဲ့ဂျိုးပဲဖြစ်ပါတယ်။ဝင်လင်းကခဏတွေ့ပြီးထိုတင်းငဲ့တဲ့ဂျိုးစီကိုကြက်တာတန်လိုင်းပြောင်းအောင်မောင်းနှင်လိုက်ပါတယ်။ ကြက်တာတန်လိုင်းပြောင်းသွားဥက္ကခေပြန့်လို့ထိုတင်းခဲ့တဲ့ဂျိုစီကိုပြန်တန်းသွားပါတယ်ဂျိုရဲ့လေလူထဲကိုရောက်ရှိသွားတဲ့အခါအောက်ဘက်မှာတောင်တန်းတစ်ခုကိုမြင်လိုက်ရပါတယ်ကြက်တာတန်လိုင်းပြောင်းသွားကောင်းကင်မှာအနီးသင့်မရှိတော့တာကြောင့်ဝင်လင်းကခုံစင်မီတင်းစေလိုက်ပါတယ်ပြီးတော့မိုးကျိုးလိုမျက်စံစွာနဲ့ရွေလျားလိုက်ပါတယ်ရွေလျားလိုက်ပြီးတာနဲ့ပျောက်ကွက်သွားပြီးသူပြန်ပေါ်လာတဲ့အခါကီလိုမီတာ9000ကျော်ကိုရောက်နေပါပြီထိုနေရာရဲ့စွမ်းကဟင်းသာဗရာဂျိုထက်အများကြီးပိုပြီးအားနေပါတယ်တန်ရှင်းမှုလည်းမရှိတာကြောင့်ကျင့်ကြံသူတွေအတွက်စိုးရိမ်ဖို့မသင့်တော့ပါဘူး ဝင်လင်းကပုံဝင်ချင်းနဲ့အရန်ရောရင်းနှီးသလိုရွေလျားနေပါတယ်တရဲကြမှာတော့မြန်မာတဲ့တောင်တလုံးရဲ့အရှိကိုရောက်ရှိလာပါတယ်နဖျားအဲုံနဲ့စစ်စစ်ကြည့်လိုက်တော့တောင်ထိပ်မှာတင်းနီယာရှေပြောင်းချင်းနီးပညာတစ်ခုကိုတွေ့လိုက်ရပါတယ်ဖယ်စီမှုကဒီနီယာမှာရှိသေးတယ်ဝင်လင်းကတင်းနီယာရှေပြောင်းချင်းနီးပညာရဲ့အရှိမှာရက်နေပါတယ်သူကအောက်ငုတ်ကြည့်ပြီးစဉ်းစားနေပါတယ်ကောင်းကင်ဘုံနေမြန်နေထိုးနေရကိုတင်းနီယာရှေပြောင်းခံရုံက ထိုတင်နီယာရှင်မြောင်းချင်းနီးပညာမှာပေါ်လာခဲ့တာဖြစ်ပြီးထိုတင်နီယာရှင်မြောင်းချင်းနီးပညာပဲသူ့ကိုအိမ်ကိုပြန်ပြီးတော့ပို့ပေးခဲ့ပါတယ်လီယန်ဖန်နဲ့ဘလူးနက်ဆိုကလန်ဘိုဘေးကိုတက်လိုက်တာကြောင့်တစုံတယောက်ရဲ့အာယုံဆိုင်မှုကိုရရှိသွားမှာတော့သိကြတယ်ဒီမှာနှစ်အနေငယ်လောက်ကျင့်ကြံပြီးတော့မှတယ်ရီစိတ်နဲ့ပြန်သွားတာအကောင်းဆုံးပဲထိုသူတွေ့ပြီးဝလင်ကထိုင်ချလိုက်ပြီးသူ့ရဲ့မူလခန္ဓာကိုယ်နဲ့အရေးခန္ဓာကိုယ်ကလည်းကွဲထွက်သွားပါတယ်မူလခန္ဓာကိုယ်ကတော့မြေကြီးထဲကိုနှိမ့်ုပ်သွားပါတယ်ထိုဂျိုကဟင်းသားဗရာချိုရဲ့စေဗုံတပုံပဲရှိရကြောင့်ကျဲသုံးပွင့်ရှေးအောင်နှဖျားတစ်ပါးရဲ့ခန္ဓာကိုယ်နဲ့ဝလင်ကအလဲဘူမှာရှိတဲ့ဖိ ီအာကိုခံနိုင်ရှိပါတယ်မူလာခဏကူဟာကြောက်ရွံ့ပူရဲ့အလဲမှာထိုင်ချပြီးကြင်ကြံနေလိုက်ပါတယ်ဝဲလင်ကသူ့ရဲ့တုံတော်အေးကိုပို့လိုက်တော့အနီအောင်ယုံကြည်တစ်ခုကထွက်လာပြီးသူ့ရဲ့ရှေ့မှာအီမပစိန်တစ်ချောင်းဖြစ်ပြောင်းလဲသွားပါတယ်ထိုပစိန်ကအနီအောင်တော့ပါနေပြီးအစွမ်းထက်တဲ့တဖက်ချင်းဆန္ဒများလည်းထွက်ပေါ်လာပါတယ်ဝဲလင်ကခဏတွေ့ပြီးသူ့ရဲ့နဖျားအုပ်နဲ့ဒစိတစ်ခုကိုခြံထားဖို့အတွက်ကြိုးစားလိုက်ပါတယ်ထိုအချိန်မှာပဲပစိန်ထဲမှာရှိနေတဲ့အစွမ်းထက်တဲ့အားတစ်ခုကဝဲလင်ရဲ့နဖျားအယုံကိုပြန်ပြီးတော့လှန်ပစ်လိုက်ပါတယ်စိတ်ဝင်စားစရာပဲ ဝလင်းရဲ့မျက်လုံးများတော့တောက်ပသွားပြီးသူ့ရဲ့လက်ကနေဒစိမ့်တစ်ခုကိုဖက်စီလိုက်တော့သူ့ရဲ့မူလာဝိညာဉ်ဟာသူ့ရဲ့ခန္ဓာကိုယ်ကနေထွက်ခွာသွားပါတယ်။သူကအနီအောင်ပစင်ကိုချိန်ပြီးဆုပ်ယူလိုက်ပါတယ်။ဝလင်းရဲ့မူလာဝိညာဉ်ထဲကိုအနီအောင်မီဒီယမ်တစ်ခုဖြစ်ပြောင်းလဲသွားတဲ့တဝင်နေတဲ့အနီအောင်ပစင်ကိုဆုပ်ယူလိုက်ပါတယ်။ဝလင်းရဲ့မူလာဝိညာဉ်ထဲမှာအရာဝတ္ထုနှစ်ခုဟာရှိနေပါတယ်။တစ်ခုကတော့ဝိညာဉ်စေတန်းပါဝိညာဉ်အလံဖြစ်ပြီးနောက်တစ်ခုကတော့အနီအောင်ပစင်ပဲဖြစ်ပါတယ်။သူ့ရဲ့မူလာဝိညာဉ်ဟာသူ့ရဲ့ခန္ဓာကိုယ်ထဲကိုပြောင်းသွားပါတယ်။ပစင်ထဲမှာတော့ပစင်ဝိညာဉ်တစ်ခုဟာရှိရမယ်။ အတင်းထုံမှာမဟုတ်ဘူးဒါပေမဲ့ဝဉဉ်စေတန်းအလှန်နဲ့နှစ်ကုပ်ပြီးငါးရုပ်တရှိမှုနဲ့ဝဉဉ်ကိုတန်းစင်ရမယ်ပစင်ရဘလောက်တက်တာခံနိုင်ရှိမလဲဆိုတော့ကြည့်ကျင်သေးတယ်ဝယ်လင်းကတော့လောင်ပြောင်းရင်တူလွန်အိတ်တစ်ခုကိုထုတ်လိုက်ပါတယ်ထိုတူလွန်အိတ်ကတော့ဘလူးနက်ဆိုကလန်ဘိုးဘေးရဲ့တူလွန်အိတ်ပဲဖြစ်ပါတယ်သူ့ရဲ့နဖျားယုံကိုတူလွန်အိတ်ပေါ်နှိမ့်ခတ်ပြီးအထင်းမှရှိတဲ့အရာဝတ္ထုများကိုမြင်ဆန်ပဲတရှိလိုက်ပါတယ်ဘလူးနက်ဆိုကလန်ရဲ့ဘိုးဘေးကသူ့ရဲ့တူလွန်အိတ်ထဲမှာကောင်းမွန်တဲ့ပစိရဲ့အများကြီးကိုထည့်ထားပါတယ်ကောင်းကင်ဘုံကြောက်စင်းအတော်များနဲ့အစင်းမြေဝိညာဉ်ကြောက်တော်များလည်းရှိနေပါတယ် အဖိုးတဲ့ယေတနာပစီများလည်းရှိနေပါတယ်အစွမ်းထက်ပေမဲ့တိတ်ထူးကြတာမျိုးတော့မရှိပါဘူးဘာလို့လဲဆိုတော့ဘလူးနက်ဆိုမြူနက်ဆိုကသူတို့ရဲ့ခန္ဓာကိုယ်တွေကအကောင်ဆုံးလက်နက်တွေဖြစ်တာကြောင့်အဖိုးတဲ့ပစီများကိုတိတ်ပြီးတော့မတုံးကြပါဘူးဒူရရင်ဝင်လင်းရဲ့အာယုံဆိုင်မှုကိုဖန်ဆားနိုင်တဲ့အရာဝတ္ထုနှစ်ခုကတော့ရှိနေပါတယ်တစ်ခုကတော့သွေးနဲ့တူတဲ့အရေးတစ်မျိုးပါဝင်တဲ့တဝက်လောက်ဗလာဖြစ်နေတဲ့အနီအောင်ကြောက်ပလင်းပဲဖြစ်ပါတယ်ဝင်လင်းကတော့အရေးကိုရှုထက်ကြည့်ပြီးတကယ်ပဲသွေးဖြစ်ကြောင်အတည်ပြုလိုက်ပါတယ် သူတို့မြင်တဲ့အခါသူကမြင်မှုတလို့ခံစားရပါတယ်ဝလင်းကပလင်းုံကံပြီးခဏထွေးတော့ပြီးမှရုတ်တရက်သတိရသွားပါတယ်ထမီသားစုကိုတုတ်တဲ့နေတုန်းကထံဝမ်းမလည်းအလားတူပလင်းတလုံးကိုသူကထွေးခဲ့ရပါတယ်ဒီသွေးမှာရှေးဦးနှစ်ဖျားသွေးဆက်အနေငယ်ဟာပေါဝင်နေတယ်အဲ့တုန်းကငါပလင်းုံအုံပြုပြီးရှေးဦးနှစ်ဖျားရဲ့စွမ်းအားတစ်ခုကိုအသက်သွင်းခဲ့တယ်ဝလင်းရဲ့မျိုးလုံးများကလည်းတောက်ပွားသွားပါတယ်ငါရဲ့မူလားခန္ဓာကိုယ်ဟာရှေးဦးနှစ်ဖျားကျင့်ကြံခြင်းကနေရှေးဦးနှစ်ဖျားတစ်ပါးဖြစ်လာရင်ပဲငါရဲ့ကိုယ်ပိုင်ကျင့်ကြံမှုအပေါ်အပြေဝအခြေခံတယ် အဲ့တုန်းကငါရှေးအောင်နှဖျားရဲ့မှတ်ညံကိုသာရရှိခဲ့ပြီးစွမ်းအောင်ကိုတော့မရရှိခဲ့ဘူးဒါကြောင့်ငါမတုံနိုင်တဲ့စွမ်းရည်တွေကအများကြီးရှိတယ်ဒါအောင်ငါရဲ့မူလခန္ဓာကိုစုပ်ဥစေမလားစွမ်းရည်တစ်ခုအနေနဲ့တုံးမလားဆိုတာကတော့ဘာဖြစ်ဖြစ်ငါအတွက်တော့အလွန်အသုံးဝင်တဲ့အရာပဲဒီတိုက်ပွဲရဲ့တံမူကဘလောက်ပဲကြီးကြီးဒါအောင်ရတာနဲ့တင်တန်နေပြီဝလင်းကတော့အတောက်ပြင်းရှူသိမ့်ပြီးတင်းခဲ့တဲ့ပလင်းကိုသူ့ရဲ့တူလောင်အိတ်ထဲမှာဂီယူဒဆိုင်နဲ့ထည့်လိုက်ပါတယ် ဝန်လင်းရဲ့အာယုံကိုဆွဲဆောင်နိုင်ခဲ့တဲ့နောက်ထပ်ပစိတစ်ခုကတော့ဘီးပုံတရံရတနာတစ်ခုပဲဖြစ်ပါတယ်ထိုဘီးကတိတ်ပြီးတော့မကြီးပါဘူးအချင်းအားဖြင့်တလမလောက်ပဲရှိပါတယ်အလားစင်ပစိရဲ့တောက်ပတ်မှုတွေမရှိပဲအရန်ဝရွှရှင်ပြီးတန်ချိန်များအောင်တော့တွင်းနေရပါတယ်ဝန်လင်းကစိတ်ဝင်စားရတဲ့အကြောင်းရင်းကတော့ရှူလီကောကသူ့ကိုဘီးထဲမှာ ဝင်းညင်တစ်ခုကိုချက်ပြထားရလို့ပြောပြီးလှုပ်ပေးဖို့အတွက်တောင်းဆိုခဲ့လို့ပါရှူလီကောရဲ့စကားတွေကြောင့်ဝင်းလင်းကသတိထားမိသွားပါတယ်သူကရှူလီကောအကြောင်းကောင်းကောင်းကြီးနားလည်ပါတယ်ဘာလို့လဲဆိုတော့တနည်းအားဖြင့်ရှူလီကောသူကိုယ်တိုင်ကဖန်တီးခဲ့တာဖြစ်ပါတယ်ရှူလီကောမှာလေးလေးဝင်းညင်တွေမှာမရှိတဲ့ညာရင်ညာသွေးရလည်းရှိနေပါတယ်သူကဒရေသားအဆင့်ချင်းချင်းသူတူဖြစ်ခဲ့ပြီးလေးလေးဝင်းညင်ဖြစ်လာတာထို့အချက်မှအဓိကပေါင်ရင်ပတ်သက်နေပါတယ် ထို့နောက်တော့ရှူလီကောရဲ့ညာညက်တို့ရဖြစ်ပြီးနဲ့ပြန်ကောင်းလာပြီးယခုတော့ကုံငင်းပုံသားရဲ့ဝိညာဉ်ဖြစ်လာပါတယ်ရှူလီကောရဲ့ဇဲကဂျင်နာတက်တဲ့လူဖြစ်ပေမဲ့တစ်ချိန်တည်းမှာပဲအရန်အောင်မှာမာနာကြီးပါတယ်ထိုအရာသူ့ကိုအရန်အောင်ရှုပ်ထွေးတဲ့နဆိုးတစ်ကောင်ဖြစ်စေပါတယ်ထို့ကဲ့သို့ဝိညာဉ်ကိုလှုပ်ပေးဖို့ဝန်လင်းကိုအလေးနဲ့တောင်းဆိုတာဝန်လင်းကိုသတိထားစေခဲ့ပါတယ် စိတ်ဝင်စားစရာပဲဝန်လင်းရဲ့မျိုးလုံးများလည်းတောက်ပေါက်သွားပါတယ်ခနဒါစင်စာပြီးနောက်ဘာတွေဖြစ်ပျက်နေလဲဆိုတာသူကခံမနိုင်ခဲ့ပါတယ်ဘလူးနက်ဆိုးကလန်ရဲ့ဘိုဘီယာရှူလီကိုတွေးဆောင်ဖို့ဘီဒီယာဝန်ကြီးကိုအသုံးပြုခဲ့ပါတယ်ထိုးကြောက်ရှူလီကိုသူ့ဆေးကိုပြောင်းပြီးရနောက်မှနောက်ထိုးရောက်စဉ်းစားနေတော့မယ်ဖြစ်ပါတယ်ဘီကိုခနဒါကြည့်ပြီးနောက်ဝန်လင်းကကောင်းကင်ဘုံဓာတ်ကိုထုတ်လိုက်ပါတယ်ကောင်းကင်ဘုံဓာတ်ကပေါ်လာတဲ့ချိန်မှာပဲရှူလီကိုကလည်းပေါ်လာပါတယ်သူကအတန်တချက်ကိုပေးလိုက်ပြီးဘီကိုမျိုးလုံးတောက်တောက်နဲ့စိုက်ကြည့်နေပါတယ်ရှူလီကိုကအမြန်ပဲပြောလိုက်ပါတယ်သခင်အဲ့ဒါယတနာပြီးပါ အထဲမှာဝင်းညစ်တစ်ခုကရှိတယ်အမြန်လွတ်ပေးပါဝင်းလင်းကတော့တင်းငင်စွာပဲမိလိုက်ပါတယ်ဒီယတနာဘိန်းနဲ့ကဝင်းညစ်အကြောင်းမင်းရဘလို့သိရလဲဘလူးနော့ဆိုကလန်ရဲ့ဘိုးဘေးကသူ့ကိုခေါ်ဖူးတယ်တခင်သူ့ကိုအမြန်လွတ်ပေးပါရှူလီကောရဲ့မျက်နှာရောင်းအောင်မှာစွိနေပါတယ်ဝင်းလင်းကတော့ရှူလီကောကိုစိုက်ကြည့်ပြီးမိလိုက်ပါတယ်ဒီဝင်းညစ်ဟာဘယ်ကြင်ညက်မှုအဆင့်မှာရှိလဲရှူလီကောရဲ့စွိမှုကပို့ပြီးတော့ပြင်းထန်လာပါတယ်သူ့ကိုကယ်ဖို့အတွက်ညီမလေးနဲ့သမီးကခေါ်နေတယ်လို့ပဲဖြစ်နေပါတယ်သူကရောင်းအောင်စိတ်မရှိတော့ပဲပြောလိုက်ပါတယ် ြင်းကြံမှုအဆင်မရှိဘူးစိတ်ဝိညာဉ်ပိုင်းခြားတစ်ခုပဲမင်းရသူ့မကယ်ဘူးဆိုရင်ငါ့အကိုရိုင်းကဲမယ်ရှူလီကောကဘေးဝင်မြင်ပြီးနောက်ဝလင်းကိုကြောင်းမှုတွေအားပြောက်ကွက်သွားပြီးသူ့ရဲ့အတန်ပြောင်းလဲသွားတော့အောင်တော့သတိမထောင်ယူပါဘူးဝလင်းရဲ့မျိုးလုံးများတော့တောက်ပလာပြီးပြောင်းလိုက်ပါတယ်လောနေစရာမလိုဘူး အခုဝင်းညင်ကိုငါလှုပ်ပေးမယ်ထုံနောက်မှာတော့ဝင်းလင်းရဲ့လက်ကလောဝဖြစ်ပြီးစွန်းရင်ယောင်ကြီးတစ်ခုကိုဘိန်းထဲကိုပြုတ်လိုက်ပါတယ်ဒူဝါရင်ရတနာဘိန်းကတော့အစင်းရောင်ယောင်ကြီးတစ်ခုကိုထုံလုပ်ပြီးဝင်းညင်စွန်းရင်ယောင်ကြီးကိုလှိမ့်မဲ့ဆော်ပဲပြောက်ကွက်သွားစီပါတယ်ဝင်းလင်းကလည်းအံ့ဩသွားပြီးရတနာဘိန်းကိုပို့ပြီးတော့အနီးကကြည့်လိုက်ပါတယ်အရင်ကဘိန်းရဲ့ဘေးရာမှသူ့ရဲ့အာယုံကိုမဆွဲဆောင်နိုင်ပေမဲ့ယခုသူ့ရဲ့ဝင်းညင်စွန်းရင်ကိုပြည့်ပြည့်စေတဲ့အစင်းရောင်ယောင်ကြီးကိုထုံလုပ်နိုင်တဲ့အတွက်သူ့ရဲ့အာယုံဆူဆိုင်မှုရရှိခဲ့ပါတယ်အစင်းရောင်အလင်းနဲ့ထပ်ပေါ်လာတဲ့အခါဝင်းလင်းကဘိန်းကနေဝင်းညင်စွန်းရင်လိုင်းလေးကိုမခံစားရပါဘူးဝင်းလင်းက ခဏတာစဉ်းစားပြီးနောက်အစင်းရောက်စွန်းရောင်ကြီးနောက်တစ်ခုကိုထမှတ်ပြီးတော့ပလုလိုက်ပါတယ်သူ့ရဲ့မျိုးလုံးများကတော့တင်းညင်နေပါတယ်လမတဝက်စွာရွေးစားရှိတဲ့ထူးဆန်းတဲ့တင်ကြတာတစ်ခုကလည်းလှိမ့်မဆောင်နဲ့ပေါ်လာပြီးပျောက်ကွက်သွားပါတယ်အစင်းရောက်ရောင်ကြီးကလည်းထပ်ပေါ်လာပြီးဝင်းညင်စွန်းကြီးကိုပျောက်ကွက်သွားစေပါတယ်စိတ်ဝင်စားစရာပဲဝင်းလင်းရဲ့မျိုးလုံးများကတော့တော့ပတ်သွားပါတယ်ရှူလီကောကလည်းသူ့ရဲ့တီခန့်နိုင်စွမ်းကုန်ခိတ်ဖြစ်ပါတယ်သူကတော့ဘာမှမပြောဘဲကုန်းလင်းမုံထားကနေရတနာဘိန်းစီကိုထုံတိုးပြထွက်သွားပါတယ်ဝင်းလင်းကတော့ရှူလီကောအစ်ဆော်နဲ့ကြိလိုက်ပါတယ်ရှူလီကောရဲ့အဖြစ်မှုတွေကအရန်အောင်မှာထူးဆန်းနေပါတယ်ထိုအရာ တခုခုကမှားယွင်းနေပါတယ်။ရှူလီကောကယတနာဘင်းရဲ့နာကိုနီးကပ်လာတဲ့အချိန်မှာထူးဆန်းတဲ့တင်ဂီတာကထပ်ပြီးတော့ပေါ်လာပါတယ်။သူကလည်းသတိထားမိသွားပါတယ်။ အစင်းအောင်ယောင်ကြီးကထပ်ပြီးတော့ပေါ်လာပြီးတဲ့နောက်ရှူလီကောကပစ်ဆေပီလောင်းကိုပြန်လာထွက်သွားပြီးနာကျင်စွာနဲ့အော်ဟိလိုက်ရပါတယ်။သူ့ရဲ့မျက်လုံးများကလည်းသွေးနီအောင်ဖြစ်နေပါတယ်။သူကအော်ဟိလိုက်ပြီးထပ်ကြိုးစားဖို့အတွက်ပြင်လိုက်တဲ့ချိန်မှာပဲဝလင်းကသူ့ကိုလက်ညှိုးထိုးပြီးလေထဲမှာပိတ်လုံထားလိုက်ပါတယ်။ရှူလီကောကတော့ဝလင်းရဲ့ဘက်ကိုလှည့်ပြီးအော်ဟိလိုက်ပါတယ်။ဘာလုပ်နေရလဲ။ငါ့ကိုလှုပ်။ငါ့သူ့ကိုလှုပ်ပြီးမလို့ဝလင်းကတော့ရှူလီကိုအစ်ဆက်စွာနဲ့ကြိလိုက်ပါတယ်။ရှူလီကောရဲ့ခန္ဓာကိုယ်ကလည်းတုံ့ရင်သွားပြီးသတိပြန်ဝင်လာတဲ့ပုံရပါတယ်။သူကယဇနာဘင်းကိုကြောက်လန့်နေကြတဲ့ကြည့်ပြီးတော့ပြောလိုက်ပါတယ်။တခင်ကျေးဇူးပြုပြီးတော့ကျွန်တော်အဖြစ်မတင်ပါနဲ့။ ်။ဝလင်ကတော့ရှူလီကိုလျှို့ရှုပြီးယတနာဘင်းကိုဆွဲယူလိုက်ပါတယ်။သူ့ရဲ့ဘေဘက်လက်ကြီးကထူးဆန်းတဲ့တင်ဂီတာရှိရာကိုဖိထားလိုက်ပါတယ်။ထိုကဲ့သို့လှုပ်တဲ့အချိန်မှာပဲထူးဆန်းတဲ့တင်ဂီတာမြန်ဆန်ပဲတောက်ပလာပါတယ်။ယတနာဘင်းရနေအစိမ်းရောက်အလင်းနဲ့များလည်းထွက်လာပါတယ်။ဝလင်ကတော့ညှို့လိုက်ပြီးမဲ့အတားစီးများစွာကိုဖျက်ချနေတယ်လို့မျိုးဆက်ပြီးတော့ဖိထားလိုက်ပါတယ်။နောက်ဆုံးတော့ယတနာဘင်းကိုတိုက်မိသွားတဲ့အခါတောက်တောက်ဆိုတဲ့အတန်နေနဲ့အတူအကွဲကြောင်းနေရာပေါ်လာပြီးယတနာဘင်းကလည်းကွဲကြည့်သွားပါတယ်။ချက်ချင်းပဲကွဲကြည့်သွားတဲ့ယတနာဘင်းကနေမျက်စိကျင်းစရာအနီရောက်အလင်းနဲ့များထွက်လာပါတယ်။အနီရော ောင်းအလီနက်နေထဲကနေနှလုံးသားအောင်တော့လှုပ်ခွာစေနိုင်တဲ့နဆူစွမ်းအားတွေနဲ့ပြင်းထန်နေတဲ့ရေတံကိုလည်းကြားလိုက်ရပါတယ်။ထိုအတန်ထဲမှာတော့ထူးဆန်းတဲ့စွမ်းအားတစ်ခုကပေါဝင်နေပါတယ်။ရှူလီကိုချုံထုတ်ထားတဲ့စွမ်းအားကလည်းနေအောင်နဲ့ထိတွေ့တဲ့ရေကဲလို့ပဲအရေးပျော်ကျသွားသလိုပျောက်ကွယ်သွားပါတယ်။မကြခင်မှာပဲရှူလီကလွမြောက်သွားပါတယ်။သူ့ရဲ့မျက်နှာထဲမှာလည်းတမန်မှုတွေကပြင်းထန်နေပြီးအနီးအောင်အလီနက်စီကိုအမြန်ပဲပြတ်တန်းသွားပါတယ်။အနီးအောင်အလီနက်ကတော့ဆွတ်ဆောက်မှုရှိတဲ့မိမတယောက်ဖြစ်ပြောင်းလဲသွားပါတယ်။ ။သူမကတော့အတွင်းသောအော်ပေါ်လင်စင်နိုင်နဲ့ပါလွားတဲ့ဦးစားဥဒါဝစင်လာပါတယ်။သူမကရှူလီကိုကိုကြည့်ပြီးပြောလိုက်ပါတယ်။ ကိုကြီးရှုကိုညီမလေးကအချာကြီးစောင့်နေရတာဘာလို့အခုမှခဲရတာလဲထို့သူပြောပြီးနောက်သူမရဲ့နူညံ့တဲ့လက်ကိုမြှောက်ပြီးရှူလီကောလညှိုးထိုးလိုက်ပါတယ်သူမရဲ့အမူအရာချစ်သူနယ်ပျော်ပါနေတယ်လို့ပဲဖြစ်နေပါတယ်ဝန်လင်းရဲ့မျက်လုံးများတော့အိပ်ဆက်သွားပါတယ်ထို့မျိုးသမီးကပေါ်လာတဲ့အခါသူ့ရဲ့နှလုံးသားကိုပါထိခိုက်သွားပါတယ်ကံကောင်းထုံးမစွာပဲသူကဝိညာဉ်ဆက်တန်းပါတယ်ဝိညာဉ်အလံနဲ့ချိတ်ဆက်ထားတဲ့ဝိညာဉ်တစိုက်ခတ်နီးကိုကျဉ်ညက်ထားလို့အမြင်မဲပြန်ပြီးတော့ကောင်းလာပါတယ်သူကလည်းထို့ဖြစ်ပြက်ဝန်လင်းကိုတလုံးစီခဲ့ပါတယ်တိုက်ပွဲအတွင်းမှာထိုကဲ့သို့အာယုံဆိုင်မှုရောက်သွားမယ်ဆိုရင်အချိန်နှီးဇိုးတစ်ခုကိုကြုံတွေ့ရနိုင်ပါတယ်ငါရဲ့ ရဲ့ရှေ့မှာဒီလိုနှစိုးနီလန်းကိုတုံးရတယ်ပေါ့ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကြည့်ရှုပဲတို့အားလုံးကျေးဇူးအထူးမြင်တရှိပါတယ်